ဗဟန်းမြို့နယ်ဆရာဆန်ရက်ကွက်မှာဖြစ်ပွားခဲ့တဲ့အသက်၈နှစ်လောက်ရှိတဲ့မိန်းကလေးငယ်နှိပ်စက်ခံရမှုနဲ့ပတ်သက်လို့စုံစမ်းရေးကော်မရှင်ဖွဲ့စည်းပေးဖို့အစီအစဉ်ရှိမှရှိလွတ်တော်အစည်းအဝေးမှာမေးမြန်းခဲ့တဲ့အဆိုပယ်ချခံရရပါတယ်။အင်ခိုင်မြက်ကသတင်းပေးပို့ထားပါရရှင်။ ရန်ကုန်မြို့ဗဟန်းမြို့နယ်တိုင်းဒေသချင်းလွှတ်တော်ကိုလည်းဒေါက်တာညိုညိုသိန်းကနောက်မှအလားတူကိစ္စတွေကိုထိရောက်စွာတားဆီးနိုင်ဖို့အတွက်လွတ်လပ်တဲ့တိုင်းဒေသကြီးအဆင့်စုံစမ်းရေးကော်မရှင်ဖွဲ့စည်းပေးဖို့အစီအစဉ်ရှိမရှိကိုရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှမေးမြန်းခဲ့တာပါအဲ့တော့လေကလေးတငယ်ဥပဒေကတော့ရှိပြီးသားပါဒါပေမဲ့ကလေးတငယ်ဥပဒေကိုဒေသဆိုင်ရာအာဏာပိုင်ဖွဲ့စည်းတဲ့အကောင့်ထဲပေါ်တဲ့နေရာမှာအများကြီးပေါ့နော်အားနည်းချက်တွေရှိနေတယ်အားနည်းချက်တွေရှိတယ်ဆိုတာကလည်းသူတို့သူတို့မှလုံလောက်တယ်ဘယ်လိုလဲ ဟိုလုံလောက်တဲ့အထောက်ပံ့မရှိဘူးလေနော်ဒါပေမဲ့ကလေးတငယ်ဥပဒေနဲ့ပတ်သက်ပြီးဥပဒေပြဋ္ဌာန်းပြီးသားဖြစ်တဲ့အတွက်တရားစုံစမ်းရေးကော်မရှင်ဖွဲ့ပြီးစစ်ဆေးဖို့မလိုအပ်ဘူးလို့လွတ်တော်ကပြန်လည်ဖြေကြားပေးခဲ့ပါတယ်။ဒီမေးခွန်းကိုမေးမြန်းခဲ့တဲ့လွတ်တော်ကိုယ်စားလှယ်ဒေါညွညွတ်သိန်းကတော့တရားကလေးတငယ်ဥပဒေရှိထားတဲ့ဆိုပေမဲ့လားတူကိစ္စမျိုးတွေနောက်မှထပ်မံမဖြစ်ပွားဖို့အတွက်စုံစမ်းရေးကော်မရှင်ဖွဲ့ပြီးစစ်ဆေးတင်တယ်လို့ DPP ကခုလိုပြောပါတယ်။ ။ဒါကြောင့်မလို့ဒီကလေးတငယ်ဥပဒေရဲ့ရည်ရွယ်ချက်ကိုပေါ့နော်ပြပြဝဝအကောင့်ထဲမခေါ်နိုင်ဘူးပေါ့နော်။အဲ့တော့ဒီအဖြစ်တွေကိုသင်ခန်းစာယူပြီးတော့အမှန်တော့နောက်လာမယ့်အစိုးရကပေါ့နော်တကယ်ကိုပဲစနစ်တကျမယ်ပေါ့နော်။ထိရောက်တဲ့အဖွဲ့အစည်းတွေရှိဖို့လိုတယ်။နိုဝင်ဘာ19ရက်နေ့ဗဟန်းမြို့နယ်ရှိဗမုဒ္ဓဦးရဲ့နေမှာအိမ်ပေါ်ကလေးငယ်ကိုကျိုးတုပ်ပြီးရိုက်နှက်နေပုံကိုလူမှုကွန်ရက်ပေါ်တင်ခဲ့ရမှာနေလူအများက ဝေဖန်ပြောဆိုမှုတွေရှိခဲ့ပြီးရေးယူဆောင်ရွက်မှုတွေလည်း ြုလုပ်ထားပါတယ်ကျွန်တော်အိမ်ခိုင်မြဲသတင်းပေးပို့ထားတာပါ